เนาะဒီနေ့မျှဝေပေးမှာကတော့ tab ဆိုရဲ function လေးအကြောင်းပဲဖြစ်ပါတယ်ဒီမှာဆိုရင် tab function ပေါ့เนาะ tab function ခေါ်လိုက်မယ်ဆိုရင် argument တစ်ခုရှိပါတယ် value ရဲ့ format တက်ရဲ့ပေါ့เนาะကျွန်တော်တို့ဒီ tab ကျွန်တော်တို့ရှိမှာရှိတယ်ပေါ့เนาะ tab လေးတစ်ခုခုကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်းရေးတဲ့နေရာမှာဒီ format text ကိုအသုံးပြုပါတယ်အဲအများအားဖြင့်တော့ကျွန်တော်တို့ date တွေကိုကျွန်တော်တို့လိုချင်တဲ့ format အတိုင်းရေးချင်တယ်ဆိုလို့ရှိရင်ဒီ tab function နဲ့ရေးရပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့ date တွေကိုကျွန်တော်တို့ကဒီကျွန်တော် short short date long date ပေါ့နော်အဲ့အရာတွေကိုကျွန်တော်တို့ကွန်ပျူတာမှာပေးထားတဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ fan ဒီဟိုပါပေါ့နော်ရေးလို့ရပါတယ်ကျွန်တော်တို့ကကျွန်တော်တို့လိုချင်တဲ့ format အတိုင်းပဲရေးရေးချင်တယ်ဆိုလို့ရှိရင်เนาะဒီ test parameter function လေးနဲ့ရေးမှတာရပါမယ်ဥပမာဆိုရင်ဒီမှာ test ပေါ့နော်ကျွန်တော်တို့ value ဆိုဒီကောင်ကိုကျွန်တော်ရွေးမယ်ဘယ်လိုရေးချင်တယ်ဆိုတော့ကျွန်တော်ကဒီနေရာမှာလတွေပဲရေးချင်တယ်ပေါ့နော်လမှာကျွန်တော်ကအဲကျွန်တော် February ဆိုပြီးအပြည့်ပေါ်ချင်တယ်ဆိုလို့ရှိရင်เนาะမျက်တောင်ဖွင့်ပိတ်လေးခေါ်လိုက်ပါအဲ့ဒါပြီးရင် M လေးလုံးလို့ပေးလိုက်ပါ M ်းစားခေါက်လိုက်ပါအဲဆိုရင် favorite ဆိုပြီးပေါ်ပါတယ်အဲနောက်တစ်ခုကကျွန်တော်ကဒီနေရာမှာအဲဒီမှာ test ဟွာပေါ့နော် task ကိုပြီးနောက်တစ်ခုခေါ်လိုက်မယ်ဒီနေရာမှာကျွန်တော်က value ကိုဒီလိုလေးပေးမယ်ပြီးရင်လကိုတော့ကျွန်တော်ကဟိုဟာပေါ့၃လုံးနဲ့ပေးလိုက်မယ်ပေါ့အဲ့ဆိုလို့ရှိရင်ကြတော့သူက fever ရဲ့အတူကောက်ကိုပေါ်ပါတယ်ဒီနေရာမှာအကြီးသေးကပြဿနာမရှိပါဘူးဒါဆိုရင် January ဆိုပြီးတော့အတူကောက်လေးပေါ်တယ်အဲဒီနေရာမှာကျွန်တော်က၄လုံးပဲပေးလိုက်မယ်ဆိုရင်တော့01ဆိုပြီးပေါ်ပါတယ်ဒီနေရာမှာ၃လုံးဆိုရင်တော့1ပေါ်ပါပါဒါဆိုရင်တော့ခဏန်းပေါ့နော်တိနစ်၃လေးဆိုပြီး7နှစ်ထိသွားပါမယ်၄လုံးပေးထားရဆိုတော့01 02ပေါ့နော် အဲ30ဆိုရင်တော့30ဆိုပြီးတော့ပေါ်ပါမယ်ပေါ့နော်ဒါကဒါလေးလာလေးကိုပေးရနောက်တစ်ခုကတော့ရက်ကိုလည်းအလိုမျိုးတွက်လို့ရတယ်ပေါ့ဒီမှာဆိုကျွန်တော်အရင်နစ်ကိုတွက်လိုက်မယ်အဲနစ်ကိုလည်းကျွန်တော်ဒီမှာဆိုရင် white လေးလုံးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေ့မှာအကြီးလေးရရသေးလေးရပါတယ် white လေးလုံးဆိုလို့ရှိရင် sorry ကျွန်တော်ဒီမှာမျက်တောင်အဖွင့်ပိတ်လေးကြားထဲမှာရေးရပါဦး white လေးလုံးဆို2025လို့ပေးပါတယ်နော်ဒီနေရာမှာ y နှလုံးဆိုရင်တော့25လို့ပြီးပါပါနောက်တစ်ခုကကျွန်တော်တို့ဒီနေရာမှာ ဒိတ်ကိုရွာရေးမယ်ပေါ့နော်တက်ဆိုပြီးတော့ဒိတ်ကိုရေးမယ်ဆိုရင်လည်းကျွန်တော်တို့အဲ့လိုပါပဲအဲကျွန်တော်တို့ dd လို့ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ခဏနှလုံးနဲ့ကြာလာမယ်01ဆိုပြီးကြာလာပါမယ်ဒီနေရာမှာ d လို့ပေးလိုက်မယ်ဆိုရင်တော့1လို့ကြာလာမယ်ပေါ့နော်ကျွန်တော်ဒီမှာဆွဲချလိုက်ပါမယ် ဒါဆိုရင်ဒီလိုလေးကြာလာပါပြီဒါဒိတ်ပါနောက်တစ်ခုကတော့ကျွန်တော်တို့ day ကိုလိုချင်တယ်ပေါ့เนาะ day ကိုလိုချင်တယ်ဆိုရင်တော့ဒီ၃လုံးပါအဲဆိုရင် does value ကကျွန်တော်တို့ဒီ၃လုံးပေါ့เนาะဒါဆိုရင်ဒီ၃လုံးဆိုရင်တော့ဒီရဲ့7 days ဆိုပြီးကြာလာပါတယ်ဒါနော်ဒါလေးဒါဒိတ်ကို check လို့ရေးလို့ရတယ်ဒါမှတစ်ခါတည်းပဲကျွန်တော်တို့ကဒီနေရာမှာအဲ ဒီ date တွေရောညရက်တွေရောတခါရေးမယ်ဆိုရင်ဒီမှာ value comma အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကပထမဆုံးလာမှာကဘောနော်ကျွန်တော်တို့ပထမဆုံးလာမှာက DD ပေါ့နော် DD ဆိုကြပါစို့ DD ဆိုပြီးတော့ အဲဒီသုံးလုံးလာမယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော် spray လေးချပြီးတဲ့အခါကျောင်း push straw လေးချအဲ့ဒါပြီးဒီနှလုံးရင်လာလိုက်မယ်အဲ့ဒါပြီး ansign လေးခေါ်မယ်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော် spray လေးချမယ်အဲ့ဒါပြီးရင်ကျွန်တော်လာမကအင်းလှလာမယ်ပေါ့နော်လှကိုသုံးလုံးလေးနဲ့လာမယ်အဲ့ဒါပြီး ansign ခေါ်မယ်ဒီမဲ့မခေါ်မယ်ပြီးရင် wire လေးလုံးလာမယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီမှာလေးချလိုက်မယ်ဒီနေရာမှာပေါ့နော်ဒီမှာ အော်ဒီနေရာမှာကျွန်တော်ဒီနေရာမှာကျွန်တော်တို့ဆက်တိုက်ရေးသားမှာဖြစ်တဲ့အတွက်အလဲမှာခံစရာမလိုနောက်ဆုံးတစ်ခုမှာကျွန်တော်တို့မျက်တောင်ခြေဆုံးနဲ့နောက်ဆုံးမှာခံရပြီပေါ့နော်ဒါဆိုကျွန်တော်စပေးလေးတစ်ချက်ချလိုက်မယ်ဒီမှာလည်းစပေးလေးတစ်ချက်ချမယ်အန်တာခောက်လိုက်ပါမယ်အဲ့ဆိုရင်ဒီမှာဆိုရင်တော့ပါအဲဒီနေရာမှာဒီအန်ဆိုင်ကိုတော့ကျွန်တော်တို့ဖဲလိုက်မယ်ပေါ့နော်ကျွန်တော်အန်ဆိုင်မလိုပဲနဲ့ကျွန်တော်ဒီမှာအန်ဆိုင်ကိုထည့်လိုက်မယ်ပေါ့နော် အဲဆို01ပေါ့နော် February ဆိုပြီးတော့ဒီမှာ01 February 2025ပေါ့ဒီ unsigned တွေကိုကျွန်တော်တို့မထည့်ခြင်းဘူးဆိုရင်ကျွန်တော်တို့ဒီမှာ comma လေးတွေထည့်မယ်ပေါ့နော်အကျွန်တော် unsigned လို့ခြင်းဘူးဆိုရင်ကျွန်တော် comma လေးထည့်လိုက်ပါမယ်အဲဒါဆိုရင်ဒီလိုပုံစံလေးကြာလာပါပြီ ဒီမှာဆွဲချလိုက်မယ်ဆိုရင်ဒီလိုလေးကြပြီ။ compile by မထည့်ခြင်းဘူးဆိုတော့ဒီမှာဖြတ်လိုက်လို့ရတယ်။ကျွန်တော်တို့ load the load ပေါ့နော်။ဒီကျွန်တော်တို့ရဲ့ date လေးတွေကိုဒီလိုပုံစံလေးနဲ့တွားရေးလို့ရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ကဏ္ဍတွေကိုလည်းအဲ့လိုရေးလို့ရပါတယ်။အဲဒီမှာဆိုရင်ကျွန်တော်ဒီမှာကဏ္ဍလေးရှိရပေါ့နော်။ဒါလေးတွေဆိုကျွန်တော်ပုံမှန် style လေးတွေပြောင်းပြင်နေဆိုဒီမှာ dollar sign ထည့်ခြင်းလည်းရတယ်။ဒီမှာ dollar လေးတွေခန့်နေပေါ့နော်။ decimal လေးတွေဖြုတ်နေလည်းရတယ်။ဒီမှာတွားရေးလို့လည်းရတယ်။နောက်တစ်ခုကတော့အဲ့ဒီ test function နဲ့လည်းကျွန်တော်တို့ရေးလို့ရပါတယ်။ test เนาะအပြင်ကျွန်တော်ဒီ value ကိုကျွန်တော်လိုချင်တာကအဲအရှိမဒေါ်လာဆိုင်လေးထည့်မယ်ပေါ့အဲဆိုရင်ညတောင်ဖွင့်ပိတ်လေးရင်ဆုံးခေါ်ညတောင်ဖွင့်လေးရင်ခေါ်လိုက်မယ်အပြင်ဒီမှာ double condition ပေါ့เนาะညတောင်အဖွင့်လေးခေါ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ကအဲဒီနေရာမှာပေါ့เนาะဒီဒေါ်လာဆိုင်လေးထည့်လိုက်မယ်။အဲဒေါ်လာဆိုင်လေးပြီပြီဆိုရင် space လေးတစ်ချက်ချားမယ်။ပြီးလို့ရှိရင်တော့၃ည၃လုံးပေါ့နော်။ပြီးရင် comma လေးခန့်လိုက်မယ်။၃ည၃လုံးအဲပြီးရင် decimal နှလုံးလာမယ်။ အဲ့ဒီအန်ဆိုင်လေးနဲ့ဒီမှာပိတ်လိုက်မယ်ဆိုရင်ဒီလိုပုံစံလေးဖြစ်သွားပါပြီ။ ဒါကဏ္ဍလေးတွေကိုပြောင်းရေးလိုက်တာပေါ့နော်အဲဒီနေရာမှာနောက်ထပ်ကကျွန်တော်တို့ကဒီ test function နဲ့ပဲတခြားစာသားတွေနဲ့ချိတ်ဆက်ပြီးတော့လည်းရေးလို့ရတာပေါ့ဥပမာဆိုရင်ကျွန်တော်ကဒီမှာဘယ်လိုရေးမလဲဆိုတော့ mom mom slide for အဲကျွာပေါ့နော်ဒီဒီ January 2025 January 2025 is ဆိုပြီးတော့မှအဲ dollar 115000ဆိုပြီးရေးမှာပါဟုတ်ပြီအဲ့ဆိုကျွန်တော်အဲ့လိုလေးကိုဒီမှာတစ်ခါရေးတော့ပေါ့နော်ဘယ်လိုအဲဘာကြော့ ဒီမှာမောင်မောင်ဆိုတော့မောင်မောင်ရှိရဲ့ဆဲခွက်လေးကိုမှတ်လိုက်မယ်ပြီးရင်အန်ဆိုင်လေးခေါ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ရေးမဲ့စာသားလေးပေါ့နော်ကျွန်တော်စာသားလေးလာမယ်စေလေးတစ်ချက်ချားလိုက်မယ်အပြင်ကျွန်တော် speed မြေတောင်ဖွင့်ပေးလိုက်လိုက်မယ် and sign ခေါ်မယ်ပြီးရင်ကျွန်တော် test ဆိုတဲ့ function ကိုခေါ်မယ်ဒီကောင်ရဲ့ february ဆိုပြီးတော့ကျွန်တော်ကလကိုအရင်ရေးလိုက်မယ်ပေါ့နော် mm n ပြီးရင်ကကျွန်တော် space လေးတစ်ချက်ချမယ်အဲပြီးလို့ရှိရင်တော့ကျွန်တော်က y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  လေးလုံးရေးလိုက်မယ်ပေါ့နော် y လေးလုံးရေးလိုက်မယ်အဲပြီးရင်မိမယ် and sign ခေါ်မယ် အပြီးအခါကျတော့ကျွန်တော်ကဒီမျက်တောင်ဖွင့်လေးလှုပ်လိုက်မယ် is ပေါ့နော် is ဆိုပြီးရေးလိုက်မယ်အပြီး unsign ခေါ်မယ်အပြီး test formula လေးခေါ်မယ်ခေါ်ပြီးခဏနေရကျွန်တော်လှုပ်တဲ့အတိုင်းဒီကောင်လေးကိုကျွန်တော်ရေးမယ်ဘယ်လိုလေးရေးမလဲဆိုတော့ခဏနေရပြောထားခဲ့တဲ့အတိုင်းမျက်တောင်ဖွင့်မယ် dollar dollar sign ကိုနောက်ကထည့်မယ်ပေါ့နော်33လုံး comma 33လုံးအဲပြီးလို့ရှိလို့ရှင်เนาะကျွန်တော် space လေးချမယ် desk လေးခံမယ်အဲပြီးအဲပြီးဒီ dollar sign လေးထည့်လိုက်မယ်ပေါ့เนาะ အဲအားပြလို့ရှိရင်တော့ကျွန်တော်က unsigned လေးပြန်ခေါ်ပြီးတော့ full store အတွက်ပေါ့နော်ဒီမှာ full store လေးကျွန်တော်ကထည့်လိုက်ဦးမယ်ပေါ့နော်အဲဒီမှာဆိုရင်ဒီလိုလေးဖြစ်သွား Monstery for February 2025 is ပဲဒီမှာဒါလေးကိုကျွန်တော်တို့ဆွဲချလိုက်ရင်ဒီလိုလေးဖြစ်သွားပါပြီဒါလေးတွေကတော့ကျွန်တော်တို့ကဒီ tab function လေးတွေကိုကျွန်တော်တို့အတုံးမျိုးမျိုးအသုံးပြုလို့ရတယ်ဆိုတာလေးကိုမျှဝေပေးသွားတာဖြစ်ပါတယ်ရှင်